speech ပြောတာလို့ဆိုင်ရင်အားလုံးလည်းမပြင်းအောင်ပါနော်ကျွန်တော်နည်းနည်းလေးအစီအစဉ်ကြောင်းနေပါတယ်ကျွန်တော်2000ခုနှစ်မတိုင်ရင်ဂျာပီယိုရောက်ခဲ့ကြတဲ့လူတွေရှင်လက်ညှိုးတော်ပေးပါ2000ခုနှစ်မတိုင်ရင်ရောက်ခဲ့ကြတဲ့လူတွေရှင်လက်ညှိုးတော်ပေးပါကျွန်တော်ရဲ့ရည်ချင်းဖို့တော်တော့ကျွန်တော်တို့ ်ကျက်စိတ်ကတော့ကြားရတဲ့လူတွေကျွန်တော်မြန်မာပြည်ရဲ့အကြောင်းကိုဆက်လက်ပြီးတော့ပြောသွားမယ့်လူတွေကတော့ကျွန်တော်ရဲ့ဒီမျိုးဆက်သစ်လေးတွေပေါ့နော်အဲအကြောင်းဒီနေ့မှခေါ်လာပြီးတော့ဒီဟိတ်အဲမိဆွေအားလုံးနဲ့လည်းဒီလိုရင်းကြီးဖို့ဘဘလူမျိုးဘမအတိုင်းဝိုင်းဆိုတာဘယ်လိုရှိလဲဘမအစားစားဆိုတာဘယ်လိုရှိလဲဘမဒီဝိုင်းဘမမြစ်စိဆိုတာဘယ်လိုရှိလဲဆိုတာကျွန်တော်နှိမ့်ဆက်ပြတာရှင်းပြဒီကလေးတွေနဲ့အဲ့လိုလေကျွန်တော်ကျွန်တော်ရဲ့ဒီမိဘောင်းသမားတွေရဲ့ သာသမီတွေလည်းအဲ့လိုကျွန်တော်တို့မြန်မာပြည်ကအအပိုင်းဝိုင်းကဒီလိုဒီလိုရှိတယ်ဒီမှာတော့အကုန်လုံးတန်း80ကျော်ရှိနေမဲ့ကျွန်တော်အနည်းငယ်ပြဖြစ်တဲ့ထောင်ကနန်းပေါင်းကနန်းပြဖြစ်တဲ့ကျွန်တော်တို့ပမာအပိုင်းဝိုင်းဆိုလည်းရှိတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ကျွန်တော်တို့ရဲ့ရင်းချင်းမှုကျွန်တော်ရဲ့ပါတာစကားကျွန်တော်တို့ရဲ့စားတော့ ကျွန်တော်ရဲ့တိုင်ကဒီလိုရှိတယ်ဆိုတာကျွန်တော်တို့ရဲ့မျိုးဆက်ခုကျွန်တော်တို့ရဲ့အားငယ်တပည့်ရေလည်းဆက်လက်ပြီးတော့တောင်းပြကြမယ်ဆက်လက်ပြီးတော့အဲလမ်းထံကြမယ်လို့အခွားပေးခြင်းနဲ့ဆက်ပြီးတော့လည်းကျွန်တော်ဒီနေ့ဒီမှာဆုံးဖြတ်ကြရကျွန်တော်တို့ရဲ့ဒီကောင်မောင်တို့ရဲ့အားလုံးကိုလည်းဆက်လက်ပြီးတော့အားလုံး စေချမ်းသာခြင်းဘဝချမ်းသာခြင်းပြောကြပါစေလို့ဆက်လက်ပြီးတော့ဆုတောင်းနေတယ်ကျွန်တော်တို့ဒီရင်းနှီးနေပြီးတော့ကျွန်တော်တို့တွေကတိတ်မကြခင်မှာခွဲခွာသွားကြမယ်ခွဲခွာသွားမယ်လူတွေလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့နဲ့နောက်မျိုးဆက်တွေဖြစ်တဲ့ပေါ်လေးလည်းပြောသွားပြီးပါပြီကျွန်တော်တို့ရဲ့ဇနီးတွေသားသမီးတွေအထူးမြန်မာကွန်တီတခုဒွန်ရှင်ဒီတတ်ပြီးတော့ရှိနေစေခြင်းနဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီ25နှစ်ပြည့်ပွဲကို အဓိကအရည်ရွယ်ပြီးကျင်းပအရင်ရွေချက်ဖြစ်ပါတယ်။စပြီးတော့စကားပြောပြတာကတော့ကျွန်တော်တို့ခွဲသွားပြီဖြစ်တယ်။ကျွန်တော်အကိုကြီးကိုသိန်းယူသူ့ကိုကျွန်တော်ရင်ဆုံးစပြီးတော့ဒီကျင်းညာကိုပြီးခဲ့တယ်။ဒူတာတကယ်ရှိခဲ့မယ်ဆိုရင်ကျွန်တော်ဝင်အရန်ပေါ့ပါတယ်။ဘာလို့သူက organization လုပ်တဲ့နေရာမှာအရန်တော်တယ်။ဘာဖြစ်စီတဲ့ဘေးလူတွေကိုမေးဆိုင်နေလို့အပြင်ကျွန်တော်တို့သက်သာနေတဲ့နေရာ စပြီးဒီလူလည်းပဲကြီးပြတ်ခဲ့ကြတဲ့ဒီပုံပေါ်မှာအားလုံးအားလုံးနဲ့ပါတီငွေလုံအားငွေအားကြံ့ကြံ့အားတွေနဲ့ဒီလိုပွဲလေးဖြစ်တော့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့အထူးအထူးအိုက်ယူပြီးအားလုံးကျေးဇူးတင်လို့အဓိကအရေးချက်ကတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ချမ်းပြည်နိုင်ငံမှာ25ရက်ပြည့်ငွေလူတပင်ကိုကျင်းပရင်းနဲ့မြန်မာပြည်အနည်းငယ်မှာရှိနေတဲ့ကျွန်တော်တို့ပြောနိုင်ကြတဲ့ ဘုံတန်ကျင်းနေတဲ့စစ်ပေးတဲ့မှာစစ်ပေးစစ်ပေးဆောင်နေကြရတဲ့လူတွေအချင်းအချက်ထက်မှာနေနေရတဲ့လူတွေပြည်သူတွေထဲမှာလည်းကြောက်ကြတဲ့နေနေရတဲ့လူတွေကိုလည်းတဖက်ဖက်လမ်းတွေကူညီနိုင်မယ်ဆိုရင်ဒီပွဲချင်းပါရင်ယူရချက်အောင်မြင်တယ်လို့ပြောနိုင်ပါတယ်။ဒါကြောင့်ကြွားရောက်အပေးကြတဲ့ဒီလိုမော်မားတွေလူကြီးကြီးပါတွေအဲတာသမီအဲတူတူမားတွေအားလုံးကိုဒီနေ့အားနေအထူးကျေးဇူးတင်ရှိကြောင်းပြောကြရတဲ့ Guido zu Bayern. Zu Bayern. Als Programmpunkt Nummer 5 bitten wir alle Anwesenden um eine weitere Gebetsminute, um zu gedenken an die Leute, die vor 25, die vor 25 Jahren hierher gekommen sind aber nicht an dem Fest teilnehmen konnten, dass sie leider verstorben sind. Ja. Wir bitten alle Familien und Einzelpersonen, die seit mindestens 25 Jahren hier leben, sich vorzustellen und fangen bei Herrn Mansour an. er hat, မျော်လင့်ပဲနဲ့အခုလိုဒီသားစုတွေဒီလိုနိုင်ငံမှာလာပြီးတော့အခုလိုဆုံးတွေ့ရတယ်ဆိုတော့ခင်ဗျရင်းမိမှုကဟာလောက ်ညှိုးလေးမထားတဲ့ဒီစားဟိုတော်တော်ကိုရည်ကြီးတဲ့မိတ်ဆွေတွေဟိုနော်အဲ့တော့နောက်ဆုံးတော်တော်ကြစကားပြောရင်းနဲ့ဟိုဘမတွေ့တာပါဆိုပြီးတော့ဒါညှိုးလေးပဲနဲ့အဲ့လိုတွေဆုံးခဲ့ရတယ်ကျွန်တော်တို့အခုလိုဒီလိုနိုင်ငံမှာဘသူတဝေးတဲ့နဲ့အခုလိုမြင်ရတာလေကျေးဇူးဒီမှာရအထူးဝမ်းသာပါတယ်အခုလောလောဒီလိုတွဲဆုံပွဲကိုလာရောက်ကြတဲ့ဒီကောင်မတွေအားလုံးလည်းဒီလိုထူးထူးမှာလည်းကျွန်တော်တို့ဆက်လက်ပြီးတော့ ခုလိုညီညွတ်တဲ့အဲကျွန်တော်တို့ဆန်ခိုင်းဒီမှာလိုအပ်နေတဲ့လိုအပ်ချက်တွေကိုဆက်လက်ပြည်ပြီးတော့အောင်လို့တောင်းဆိုပါမယ်ကျွန်တော်ဘောပါဘူးမကောပါဘောပါအေးပြီးပြီးမမတန်ရုံးရှိသွားရအောင်ကျွန်တော်က1900 အာ2000နဲ့2ခုနဲ့3ခုလောက်မှာဓမ္မတန်ယုံရှိမှာအကြီးကျယ်အောင်ခဲ့တဲ့လူပေါ့ဗျာဘောပေါ့လေကျောင်းနာမည်ကပေါ့ဘူးပေါ့လေတက္ကသိုလ်2000မှာရောက်တယ်ဩဂတ်စ26ရက်နေ့ကျောင်းတင်ရင်းကျောင်းမှာစံမျိုးတွေပြီးပြီးပါမအောင်ပြီးတော့တန်ယုံရှိမှာဘောမှာကျွန်တော်ရဲ့မိန်းမကျွန်တော်သမီးရှိတယ်ကျွန်တော်သားရှိတယ်ဘောမှာရောကိုစံဒီအောင်တန်းကိုအရင်တည်းရတယ် ကိုစံဒီအောင်သံရဲ့ဘေဘလယုံကတော့ကိုချင်အောင်မြစ်ဖြစ်တယ်။ညာဘလယုံကတော့ကိုတန်းဆိုးဖြစ်တယ်။ဒဝေသာကြီးပေါ့ဗျာ။တော့မှာအသေးလေးတော့တော့အနေနဲ့အနောက်မှာကြောက်နေလေဒီကွာမျိုးတွေရှိပါလေ။တော့ပါလား။တော့ပေါ့ဘူးစတဲ့လို့ဝေစင်းလို့ခုနကတော့ကိုချင်အောင်ရှိမှာကိုမောဆိုးလို့ကိုဒီယာနောက်မှာမင်းအရှေ့ရော။ဒါကကိုဒီယာလား။ကိုဒီယာလို့လေဒီမှာကတော့ဘုန်းတော်ရဲ့ဒေနာစနာပြန်နောက်မှာမင်း ဆံမြေတော်ကိုနောက်လာပိုင်းပြောင်းဖို့လို့ပေါ်လာပါလေကြောက်ပါပြီးတော့ဆံမြေတော်ကိုဒီကလာပါလာမိတ်ဆက်ကျွန်တော်လူကမိရတော့ပါရောက်တာမကြသေးပါဘူးကျွန်တော်ကိုကြားရတယ်မကြသေးပါဘူးကိုဒီကလာပါလာမိတ်ဆက်ပါကိုဒီကဆိုင်ကြီးပြောင်းပါလေနောက်ဒီကမကြောက်ပါဘူးဒီနေ့လည်းဒီနေ့ရပါတယ်ကြောက်ပါဘူးရန်တော်တယ် जबरदस्त जी ने चला ये वाह पानी तो बोलो सीधी पीर है तो लोग कोवे ने वाले कोवे ने कोरो तुमको मांगा मेरे से आलो चलो ने पर हम उसे चीज दे मैं डाले चलो तभी डाले चलो तभी बिहार चलो ने हाँ तुम भी आ जा रहे हो ये दे कोरो दे कोरो यो आ कोरो चलो ने कहीं ने तेरे प्यारे सोमवार ने कोमी अन्याय में अन्याय में तू यार अन्याय में वंदा है चलो ने ना ना ဒီလိုတွေးဆပွဲတွေစီစဉ်ဆောင်ရွက်ပေးနိုင်ရင်ကျွန်တော်တို့ရေဒီအသေးလေးကိုအကုန်လုံးကိုတို့ကျွန်တော်တို့ဒီမှာအများကြီးပြည်ရတဲ့ငွေကြေးနဲ့ပေါ်ကျော်လေးခုနေပဲကိုမေကိုလာအများကြီးကျွန်တော်တို့အများကြီးဝမ်းသာတယ်ကျွန်တော်တို့ဒီမှာတွေ့ရတဲ့ဟာကိုအများကြီးပဲခြေနဲ့ပါတယ်လုပ်ပေးတဲ့လူတွေကိုလည်းကျွန်တော်ယေရှုတင်ပါတယ်ကျွန်တော်တို့လည်းများများပါတယ်ကျွန်တော်လုံးဆက်ပါတယ်ကျွန်တော်နှစ်ပေါင်းရဲ့မိသားစုတွေပါကျွန်တော်ကလာတော့မှာမိုးစိန်တို့မျိုးစော်တို့ ဘူးလုံးရခုလိုမျိုးဆုံးပေးရတာဝမ်းသာပါတယ်25နှစ်အောက်တော့ပေါ့နှစ်20ဝန်းကျင်ပေါ့နော်2025အ2005စက်တင်ဘာဆိုတော့ကျွန်တော်မပြည့်သေးဘူးပေါ့ဒါပေမဲ့အားလုံးနဲ့တွေ့ရတဲ့ဝန်သားပါလေစီဒီအတွက် online ဆုံးဖြတ်ကြည့်လို့အားလုံးနဲ့ပြန်ကြည့်ပါလို့ပြောတိုင်းနောက်နှစ်တောင်းနေတယ်မှာလဲဘာဖြစ်ပြီးတော့ရောင်းမယ်ဆိုတော့ဆက်ပြီးဦးပေးဥစ္စာဖြစ်ပါတယ်ပေါ့နော် မင်္ဂလာပါကျေးဇူးပြုပြီးအမီရဲ့ဘယ်နှခုနှစ်ကရောက်ပြီးနှစ်ဘလောက်ကြာခဲ့ပြီဆိုတာလဲဖြေလို့ရသလောက်ဖြေပေးပါဘုနမဲဝေဇင်ဦးလို့ခေါ်ပါတယ်ကျွန်တော်2009ခုနှစ်အဲ2009ခုနှစ်ကဂျာမနီကိုရောက်ခဲ့တယ်အခုဆိုရင်25နှစ်ရှိပါပြီဗောနော်ဟုတ်ကဲ့ ဟုတ်ကဲ့အဆောင်ရင်အခုဘယ်နိုင်ငံဘယ်မျိုးနယ်မှာနေလဲပြီးတော့ယနေ့တွေးဆောင်ပွဲကဘာမှတ်ချက်စကားလေးပြောကြားခြင်းမှာတလဲရှင်ကျွန်တော်တောက်ဆောင်နေလာတော့ Frankfurt မှာနေခဲ့တယ် Frankfurt မတိုင်ခင်ကတော့ဒီ Hessen ပြည်နယ်ထဲမှာပဲနေခဲ့တယ်အဲ့ဒါကအဲ free back ဆိုတဲ့မြို့လေးမှာနေခဲ့တယ် အဲဒီနောက်ပိုင်းမှာကျွန်တော်2003ခုနှစ်လောက်ကနေစပြီးတော့ front foot ကိုအလုတ်ကင်နဲ့အစင်ပြေလို့ဒီဘက်ကိုပြောင်းလာခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲပြည်ပရောက်မြန်မာပြည်သူပြည်သားတယောက်အနေနဲ့လက်ရှိမြန်မာအရေးနဲ့ပတ်သက်ပြီးဗာပြောချင်ပါတယ်လေဥပမာစစ်ကောင်စီပြုလုပ်တဲ့ရွေးကောက်ပွဲကိုပြောလဲရသလိုတော်လန်ရင်းအင်အားစုတွေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုဖြစ်ဖြစ်ဗာမြန်ပြောချင်ပါတယ်ရှင် မြန်မာရေးနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်ရွေးကောက်ပွဲတွေပိုင်းညာတော့ကျွန်တော်စိတ်ဝင်စားတဲ့အတွက်ကျွန်တော်မပြောချင်ဘူးလေဘာလို့လဲဆိုတော့ဒါအစအုပ်စုကသူတို့လှုပ်ဆရာရှိတာသူတို့လှုပ်နေလို့ပဲကျွန်တော်မြင်တယ် ကျွန်တော်တို့ကလည်းကျွန်တော်တို့လုံးဆရာရှိတယ်လုံးရမှာပဲအဲ့တော့တော်လိုင်းမအောင်မြင်ချင်ရတော့ကျွန်တော်တို့ပြည်ပရောက်နေတဲ့မြန်မာတွေအတွက်ကပဲဖြစ်မြန်မာနိုင်ငံသားတွေအတွက်ကအမြဲတမ်းခက်ခဲနေမှာပဲအဲ့တော့ဒီတော်လိုင်းကိုပြီးဆုံးအောင်တိုက်ရမယ်ဒါကိုပဲကျွန်တော်တို့အနေနဲ့တစိုက်မမဲ့သွားစီခြင်းနဲ့သူ့ဘာသူရွေးကောက်ပွဲပဲလုံးလုံးဘာပဲလုံးလုံးအဲ့ဒီပေါ်မှာအာရုံမပြောင်းဖို့ကျွန်တော်တို့လုံးဆရာရှိတာကိုကျွန်တော်တို့ရှေ့ဆက်ကြဖို့ကျွန်တော်အားလုံး ဒီနေရာနေပြီးတော့ဟိုမြစ်တရရခံနေပါဟုတ်ကဲ့နောက်တစ်ခုအနေနဲ့အမေဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ရေထဲရင်ထဲကစကားတစ်ခုခုပြောခွင့်ရမယ်ဆိုရင်ဗာမြန်ပြောခြင်းပါတလဲရှင်မေဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ပြောခြင်းတာကတော့တိတ်အများကြီးမရှိဘူးကျွန်တော်အနေနဲ့ကတော့ဒေါ်အောင်ဆန်းစုကြည်ကိုကျွန်တော်လေးစားခဲ့တယ်ချစ်ခင်ခဲ့တယ်ကျွန်တော်တို့အเจ้าသားဘဝခွတ်တောင်းဆိုတာနဲ့အတူအမေစုကိုတည်ရတာဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့လို25နှစ်26နှစ်လောက် ပြီးတော့မပြန်ဟိုကိုယ်တိုင်းမိကိုမပြန်နိုင်ကြတဲ့လူတွေရဲ့ဒုက္ခဆိုတာကအမေစုရဲ့ဟိုအချင်းအောင်ထဲမှာနှစ်ပေါင်းများစွာဟိုအကျယ်ကျုံးနေတော့လောအချင်းကျုံးနေတော့အမျိုးမျိုးဒုက္ခတွေနဲ့နေခဲ့ရတဲ့ဒီလိုအမေအိုကြီးတယောက်တည်းကျွန်တော်တို့အနေနဲ့ကိုချင်းစာမိတဲ့တကယ်လို့အမေလွတ်မြောက်လာခဲ့ရင်လည်းအမေနားပါစီတော့လို့ပဲကျွန်တော်ကဆန္ဒပြုပါတယ်သူ့အသက်ရွယ်နဲ့သူနားဖို့ဟိုအနားယူရတော့မယ်ရွယ်ဖြစ်သွားပြီပေါ့နော် ဟုတ်ကဲ့ပါအဲလွတ်လပ်စာဖြစ်ဆက်ပြောကြားလိုတာရှင်ပြောကြားနိုင်ပါတယ်ရှင် ဟုတ်ကဲ့ပြောချင်တာကတော့ကျွန်တော်တို့ဒီနေ့ပွဲချင်းမှချင်းရွေချက်ကွာလဲကျွန်တော်တို့လူဟောင်းလေးတွေပြန်တွေ့ကြရင်ကိုမိတ်ဆွေဟောင်းတွေမိဟောင်းမိတ်တွေပြန်တွေ့ရင်လည်းကျွန်တော်တို့အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ဒီမှာစုံကြသလိုပြည်တွင်းနဲ့ပြည်တွင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တက်နိုင်တာလေးထောက်ပံ့မယ်အဲဒီလိုပဲစကားစမိပြောရင်လည်းနောက်ထပ်ရှေ့ဆက်မဲ့ခရီးတွေမှာဘယ်လိုသွားကြမလဲနောက်ထပ်ကိုရဲမျိုးဆက်တွေဒီမှာမွေးလာကြတဲ့မျိုးဆက်တွေမြန်မာဆိုရဲစိတ်မပြောက်အောင်မြန်မာနိုင်ငံသားဆိုရဲ အသိစိတ်လေးတွေဝင်နေအောင်လို့ကျွန်တော်တို့ဒီ message ပေးခြင်းတဲ့သဘောနဲ့ဒီပွဲကိုရည်ရချင်းဖြစ်တယ်ဒီလိုပဲကျွန်တော်တို့နဲ့အတူတူရောက်ခဲ့တဲ့လူတွေကလည်းတစိုက်မမတ်တော်လိုင်းအိမ်မှာကိုနီးကိုဟန်နဲ့အမျိုးမျိုးပါဝင်လာကြတာဖြစ်တယ်ပါဝင်နေကြတော့လို့လည်းကျွန်တော်မျှော်လင့်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟိုတယောက်ကစကားကိုငှားပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒိတ်ပြတန့်ခြင်းလေဒါကြောင့်ပါ ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုလိုဖြည့်ကြပေးတာကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော်တို့အင်တာဗျူးဖြည့်ခွင့်ပေးတဲ့အတွက်လည်းအဲဟုတ်ကဲ့မင်္ဂလာပါကျေးဇူးပြုပြီးအမီရဲ့ဘယ်နှခုနှစ်ကရောက်ပြီးနှစ်ဘလောက်ကြာခဲ့ပြီဆိုတာလေးဖြည့်လို့ရသလောက်ဖြည့်ပေးပါရှင်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ကတော့လှမြင့်ဆိုပါ2001ကရောက်ပါတယ်အခုဆိုရင်24နှစ်ကျော်တယ်မှာပါဂျာမနီကိုဂျာမနီနိုင်ငံဖရန့်ဖုန်မြို့မှာနေပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုဗန်နိုင်ငံဗန်မျိုးနယ်မှာနေပြီးယခုတွေ့ဆုံပွဲကနေပါမှတ်ချက်စကားလေးပြောကြခြင်းပါတယ်ရှင်။အာကျွန်တော်အခုကဂျာမနီနိုင်ငံ Frankfurt မြို့ဟန်ဆန်ပင်နယ်ပေါ့ဟန်ဆန်ပင်နယ် Frankfurt မြို့မှာနေပါတယ်။အဲဒီပွဲလို့တဲ့အမှတ်ချက်ပေးရမယ်ဆိုရင်တော့ကောင်းပါတယ်။ကျွန်တော်တို့လွန်ခဲ့တဲ့20 25ဝင်းကျင်တွေရောက်လာတဲ့လူတွေပြန်ပြီးတော့ဆုံတွေ့ကြရတယ်။စီလုံးမှုပြန်ဖြစ်တယ်။အချင်းချင်းပို့ပြီးတော့ဟိုထိတွေ့မှုရှိတာတော့ကောင်းဆုံးပါပဲ။အဲမှတ်ချက်လေးပေးခြင်းပါ။ ဟုတ်ကဲ့ပြည်ပရောက်မြန်မာပြည်သူပြည်သူတယောက်အနေနဲ့လက်ရှိမြန်မာအရင်းနဲ့ပတ်သက်ပြီးတော့ဗာမြန်ပြောချင်ပါတယ်လဲဥပမာစစ်ကောင်စီကပြုတ်လုတဲ့ရွေးကောက်ပွဲကိုပြောလဲရတယ်လို့တော်လှန်ရေးအင်အားစုတွေနဲ့ NUG အမျိုးသားစီညွတ်ညီညွတ်ရေးအစိုးရကိုဖြစ်ဖြစ်ဗာမြန်ပြောချင်ပါတယ်လဲရှင်အာလက်ရှိမြန်မာနိုင်ငံအရင်းနဲ့ပတ်သက်ရင်တော့မြန်မာပြည်ပမှာရောပြည်ပမှာရောအများကြီးစီစီလုံးလုံးနဲ့တပ်တန်နဲ့ထွက်ဖို့အားလုံးညီညွတ်ညွတ်နဲ့ဟိုတသွေးတပ်တန်တမင်းအောင်မှာဖြစ်နေတဲ့စစ်အာဏာရှင်တွေနဲ့သူတို့ရဲ့တက်တော်သားတွေ တွေကိုဒီဘက်ကလည်းစီစီညွညွမှုနဲ့မှပြန်ပြီးတော့တုံ့ပြန်နိုင်မှာတွန်းလှန်နိုင်မှာဖြစ်တဲ့အတွက်စီစီညွညွမှုကိုအထူးပဲလေးပေးပြီးတော့ဟိုတိုက်တွန်းခြင်းပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့တက်နိုင်မများစန့်ကျင်ကြဖို့ပြပရောက်တွေကတော့လောလလဆန့်ကျင်နိုင်ပေမဲ့ပြည်တွင်းကတော့အခက်အခဲတွေရှိပါတယ်ဒါပေမဲ့ရတဲ့နီလန်းနဲ့ကိုတက်နိုင်တဲ့ကိုရနိုင်တဲ့နီလန်းစုံနဲ့စန့်ကျင်ကြဖို့တော့တိုက်တွန်းခြင်းပါတယ် UNG အစိုးရနဲ့ပတ်သက်လို့ကတော့သူတို့လည်းတက်နိုင်တဲ့များတော့စုစည်းစည်းလေးဖြစ်အောင်ပူးစောင်းညံစားရှိသေးလို့ဆောင်နေကြတယ်လို့ယုံကြည်ပါတယ်ဒါပေ မဲ့ဟိုတော်လန်ရေးအစိုးရတရားဖြစ်တဲ့အတွက်တို့မှလည်းအခက်အခဲပေါင်းများစွာရှိတယ်တိုက်ခိုက်ပေါင်းများစွာရှိတယ်ဒီကြားထဲကနေမှလုံနေရတဲ့အတွက်ကိုလည်းနားလည်မှုပေးပါတယ်လေးလေးလေးစားပါတယ်နောက်ကလည်းဒီထက်ပိုပြီးတော့ပြည်သူတွေကိုအတန်အောင်နားဆွဲနိုင်ပြီးတော့လုံနိုင်မှုကိုတိုက်တွန်းလို့ဆိုပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ခုအနေနဲ့အမေတော်ဆန်းစုကြည်နဲ့ပတ်သက်လို့ရင်ထဲကနေစကားတစ်ခုခုပြောခွင့်ရမယ်ဆိုရင်ဗာမင်းပြောချင်ပါတယ်ရှင်ဟုတ်ကဲ့အမေတော်ဆန်းစုကြည်နဲ့ပတ်သက်လို့ကတော့အမြန်ဆုံးအကျဉ်းချနေတဲ့ရှိကနေလွတ်မြောက်ပါစေမတူတော်တွေဘေးကနေအမြန်ကင်းဝေးပါ ါစေအသက်အန္တရာယ်စိုးရိမ်ရတဲ့ဘေးတွေကနေကင်းဝေးပါစေအမေတက်တော်ရာကျော်ရှင်ပြီးတော့ကျန်းမာပါစေလို့ဆုတောင်းမေတ္တာပို့သချင်ပါတယ်ဟုတ်ကဲ့နောက်ထပ်လွတ်လပ်စွာဖြည့်စွက်ပြောကြားလိုတာရှင်လည်းပြောကြားနိုင်ပါတယ်ရှင်ဟုတ်ကဲ့ထူးတလဲတော့ပြောကြားမရှိပါဘူးအားလုံးကတော့ညီညွတ်ရေးနဲ့စုစည်းရေးပါပဲကျွန်တော်တို့ဒီစစ်အာဏာရှင်190လောက်မြစ်တွေလာတဲ့စစ်အာဏာရှင်ကိုကျွန်တော်တို့တိုက်ထုတ်ဖို့ဆိုရင်စုစည်းညီညွတ်မှုအားနဲ့ဆိုရင်တော့တစ်ချိတ်သေးတစ်ချက်သေးလို့ပဲယူဆတဲ့အတွက်စုစည်းညီညွတ်ကြဖို့အစည်းအလုံးရဖို့ပဲတိုက်တွန်းလို့ဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့ ဲ့အခုလိုဖြစ်ကြပြီးရကျေးဇူးတင်ပါတယ်ရှင်။ညကျွန်တော်လည်းကျေးဇူးများကြီးတင်ပါတယ်။အဲမင်္ဂလာပါကျေးဇူးပြုပြီးအမီရဲ့ဘယ်နှခုနှစ်ကရောက်ပြီးနှစ်ဘလောက်ကြာခဲ့ပြီဆိုတာလေးဖြေလို့ရသလောက်ဖြေပေးပါ။အန်တီမမေကတော့တော်ပြုံပြုံနိုင်လို့ခေါ်ပါတယ်။အန်တီကဒီဂျာမနီနိုင်ငံဖရန့်ဖုတ်မြို့ကို2009နှစ်ဇန်နဝါရီလ10ရက်နေ့ကရောက်ရှိခဲ့ပါတယ်။ဟုတ်ကဲ့ပါအဲအခုဘယ်နိုင်ငံဘယ်မြို့နယ်မှာနေလဲပြီးတော့ယနေ့တွေ့ဆုံပွဲကနေပြီးတော့ဘာမှတ် ချက်စကားလေးပြောကြခြင်းပါတယ်ရှင် and and ဒီကအခုဒီမျိုး plan 4 plan 4 leader စပါ leader စပါဟိုင်း leader ရပ်မှာနေပါတယ် and ောက်တစ်ခုတမိမေးတာကိုအဲ့ဒီဟုတ်မိကတခုကအခုတွဲဆောင်ပွဲကနေပြီးတော့ဘလို့စကားလေးမြန်ပြောကြခြင်းပါတလဲရှင်ဩအခုတွဲဆောင်တာလေဂျန်ဝမ်းတာဘူကောင်းနေအန်တီတို့ဒီရောက်တာကနှစ်ပေါင်း25နှစ်ရှိသွားပြီပေါ့နော်25နှစ်အတွင်းကလေဒီနေ့အဲ့လိုမျိုးပွဲကျင်းပအတွက်ကြောင့်မို့25နှစ်တောင်းကအန်တီတို့ဒီဆောက်ရရောက်ခြင်းတော့အတောင်းတို့ပြန်ပြီးတတိယရတယ်လေနော်အဲအဲ့တော့ဆိုလို့ရှိရင်ဒီမှာကမြန်မာလဲဒါနဲသေးတယ်လေနော်ဒါနဲတဲ့ပြင်ကိုမိန်ကလေးလဲဒါနဲတယ်အခုနောက်ပိုင်းမှာဒါဒီကို မျိုးသားတွေအကြောင်းလာပြီးတော့ဟိုနောက်ပိုင်းဟိုမျိုးသမီးတွေခေါ်ကြတော့ခေါ်ကြတယ်အမျိုးသမီးတွေသားသမီးတွေပါလာကြတယ်ပေါ့နော်အဲဒီလိုဆောက်ရတော့ခါစားတော့ဆိုလို့ရှိရင်ဒီမှာယောက်ျားလေးကြီးပဲကြားလာတာများတယ်ပေါ့နော်အဲမိန်းကလေးဆိုလို့တော်တော်ကိုနဲတယ်အဲအန်တီတို့နဲ့အန်တီဆိုလို့ရှိရင်ဒီတနေ့အဲ့လိုမျိုးပေါ့နော်သွားကြမယ်ဆိုလို့ရှိရင် ယောက်ျားလေးတွေကအယောက်20လောက်ရှိတယ်အန်တီကတယောက်တည်းပေါ့နော်အဲ့လိုမျိုးအထိကိုလေဟိုဒီဆန်းရောက်ချင်းဖေသွားလို့သွားမှလည်းမသိအဲသွားလို့တယောက်ထဲလည်းမသွားရဘူးလေနော်မသွားရတော့အဲ့လိုအုပ်စုလိုက်ကြီးလျှောက်သွားတဲ့ချိန်ကျလို့ချင်းအန်တီကလည်းအဲ့လိုမိန်းကလေးတယောက်တည်းပေါ့နော်အဲ့လိုမျိုးလျှောက်လိုက်ရတယ်ပေါ့နော်အခုကျတော့မိန်းကလေးတွေဒီပွဲမှာလည်းမိန်းကလေးတွေလည်းများသည်လည်းတွေ့ရတယ်နောက်ပိုင်းအဲ့လိုပေါ့မိသားစုတွေကမျိုးသမီးတွေလည်းရောက်လာကြတော့လေရန်ပျော်စရာကောင်းလာတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုရင်ပြည်ပရောက်မြန်မာပြည်သူတယောက်ပြည်သူပြည်သားတယောက်အနေနဲ့လက်ရှိမြန်မာအရေးနဲ့ ပတ်သက်ပြီးတော့ဗာပြောချင်ပါတယ်လဲဥပမာစစ်ကောင်စီကပြုလုပ်တဲ့ရွေးကောက်ပွဲကိုပြောလဲရသလိုတော်လှန်ရေးအင်အားစုတွေနဲ့ NUG အမျိုးသားစီးညွတ်ညီစီးညွတ်ရေးအညီညွတ်ရေးအစိုးရကိုအဖြစ်ဗာမြန်ပြောချင်ပါတယ်လဲရှင်မြန်မာနိုင်ငံမှာ ုံနေရတဲ့ခက်ခဲတွေအကုန်လုံးလည်းတော့မြန်မာပြည်သူပြည်သားတွေကိုလည်းဟိုအများဆုံးဒီစစ်စစ်အနာကျင်းစနစ်ကလွတ်မြောက်စေခြင်းနဲ့လေနော်အရင်ကိုချင်းစာတွေကိုတည်းကဒီမှာလွတ်လပ်နေရပါပဲအဲပြောဘူးလေနော်အာဒီမှာနမနိုင်မှာကိုမိသားစုတွေကိုဆွေမျိုးတွေအနာနိုင်နေတာအလုံးအပေါ်လုံးနေနော်ဒုက္ခတွေရောက်နေကြတယ်အိမ်ကကောင်းမအိမ်ရဘူးအဲ့လိုမျိုးပေါ့နော်မျိုးမျိုးဒုက္ခနဲ့တွေ့နေအများဆုံးလွတ်မြောက်စေခြင်းနဲ့လေနော်မြန်မာနိုင်ငံတည်သူတည်သားတွေကိုယ့်ရဲ့မိသားစုတွေရောမြန်မာနိုင်ငံသူနိ င်ငံသားအားလုံးကိုပေါ့အဲလွတ်လွတ်လပ်လပ်နဲ့လေနော်အဲ့လိုမျိုးသွားလာဘိုးဘိုးတော့ကလိုမျိုးလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနေတာမျိုးကိုပြန်ပြီးတော့ဖြစ်စေချင်တယ်နော်ဟုတ်ကဲ့ပါအဲနောက်တစ်ခုအနေနဲ့အမေတော်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ရင်ထဲကနေစကားတစ်ခုခုပြောခွင့်ရမယ်ဆိုရင်ဗာမြတ်ပြောခြင်းပါတယ်လေရှင်အမေတော်အမေတော်အောင်ဆန်းစုကြည်ကိုအများဆုံးအချုပ်အနာမှာအများဆုံးတွမြောက်ပါစေလို့ဆန္ဒပြုပါတယ်ဟုတ်ကဲ့ပါအဲလွတ်လပ်စွာဖြစ်ဆက်ပြောကြားလိုတာရှိရင်လည်းပြောကြားနိုင်ပါတယ် 감사합니다. 감사합니다. 감 ညီမဒီအများဆုံးပြမြောက်ပါစေလို့ပဲပြောပြတင်ပါတယ်ဟုတ်ကဲ့အခုလိုဖြစ်ကြပြရကျေးဇူးတင်ပါတယ်ရှင်အန်ဒီကလည်းကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်ကျေးဇူးပြုပြီးအမီရဲ့ဘယ်နှခုနှစ်ကရောက်ပြီးနှစ်ဘလောက်ကြာခဲ့ပြီဆိုတာလေးဖြစ်ကြပြတလို့ရရတလို့ဖြစ်ကြပြပါရှင်ဟုတ်ကဲ့ဟုတ်မင်္ဂလာပါညီမနာမည်ကရှုံးအေဂရီမိုပါညီမဒီကိုရောက်တာ6နှစ်ရှိပြီပေါ့ညီမဒီကို2019ကရောက်တာပါဟုတ်ကဲ့ပါအခုဘယ်နိုင်ငံဘယ်မျိုးနယ်မှာနေပြီးယခုတွေ့ဆုံပွဲကနေပြီးတော့ဗာမှတ်ချက်စကားလေးမြန်ပြောကြားခြင်းပါတယ်လဲအဲ မ်ဘယ်အရင်တော့မြူးချင်းမှာနေပါတယ်အခုဒီကိုပြောင်းလာတာလွန်ခဲ့တဲ့နှစ်လပေါ့အမျိုးနဲ့ဒီကိုပြောင်းလာပါဒီမှာအမှတ်ချက်လေးပြောချင်တာကတော့အရင်ပျော်ဖို့ကောင်းပါတယ်ပေါ့ပွဲရဟုတ်ကဲ့ပါပြစ်ပားရောက်မြန်မာပြည်သူပြစ်သားတယောက်အနေနဲ့လက်ရှိမြန်မာရင်းနဲ့ပတ်သက်ပြီးဗာမြန်ပြောချင်ပါတယ်လေဥပမာစစ်ကောင်စီကပြုတ်လောက်တဲ့ရွေးကောက်ပွဲကိုပြောလဲရတယ်လို့တော်လန်အင်အားစုတွေနဲ့အန်ယူဂျီအမျိုးသားညီညွတ်ရေးအစိုးရကိုအဖြစ်ဖြစ်ဗာမြန်ပြောချင်ပါတယ်လေရှင် အမ်ပတ်ထိုင်ရတော့အခုမြန်မာကြီးကိုအဲ့လိုအရန်အဲ့လို ငင်းချအောင်ပေါ့အမြန်ဆုံးငင်းချအောင်ဆူတောင်းပေးပါတယ်ပေါ့အခုမြန်မာနိုင်ငံကအရန်အခြေအနေကအရန်ဆိုးနေတဲ့အတွက်ဟာငင်းချမ်းမှုပဲဆူတောင်းပေးပါတယ်အမြန်ဆုံးနောက်တစ်ခုအနေနဲ့အမေတော်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ရင်ထဲကနေစကားတစ်ခုခုပြောခွင့်ရမယ်ဆိုရင်ဗာမြန်ပြောချင်ပါတယ်ရှင်ပြောရမယ်ဆိုတော့အမေတော်အောင်ဆန်းစုကြည်ကျမ်းမာရေးကိုကျမ်းမာအောင်ပဲနေပြီးတော့စိတ်ထဲအရန်အဲ့လို stress မလုပ်ပါနဲ့လို့ကျမ်းမာရေးထိခိုက်လို့ပါ အဲနောက်ထပ်လွတ်လပ်စွာပြောကြားချင်တာလေးများရှိပါသလားရှင်လွတ်လပ်စွာပြောကြားချင်တာကတော့မြန်မာနိုင်ငံကြီးကိုပဲဟိုဟာငြိမ်းချမ်းပါစေပေါ့ပြီးတော့ဖန်ခံထားတဲ့လူတွေကိုလည်းအကုန်လုံးပြန်လှုပ်ပေးပါပေါ့ဟုတ်ကဲ့အခုလိုဖြစ်ကြားပေးရကျေးဇူးတင်ပါတယ်ရှင်ဟုတ်ရပါရှင်